ဒေါက်တာဇော်ဝေဖြိုးဆိုတဲ့အကောင့်ကြီးကြောင်ပြောမှာနော်မြေပြင်ကမြေပြင်ကဒီမှာမြေအောက်လိုင်းနေတူးထားတဲ့ဟာတွေအဲ့ဒီဟာတို့အဲ့သရောင်းစားမနေ့တနေ့တုန်းကဓာတ်ပုံရိုက်ပြီးတင်လိုက်တယ်ဆီယမတို့မြေပြင်တော်လန်ရေးဆိုတာဆီယမဒါတော်လန်ရေးမြေပြင်ကမြေပြင်ကရေဒီစစ်ရေးပေါ်တော့ပြောမှာဆိုရင်ဒီစစ်ရေးကိုတော့ဆီယမနားလေလားဆိုနားမလဲဘူးဒါပေမဲ့ဆီယမတိတလောက်ဆီယမပြောတာပေါ့နော်စစ်ရေးမှာအင်မတန်ပြည့်ရများတယ်မာယာများတယ် နော်မင်းအွန်လိုင်းစစ်တပ်ကသူ့ရှိမှာတိုက်ဖို့လူအင်အားမရှိတော့တာတော့ဒါမရှိတော့တာတော့မှသူ့ရဲ့လူအင်အားမရှိချောင်းကိုအဲ့ဒီစစ်တပ်ကဘယ်တော့မှမှန်တိုင်းအမှန်တိုင်းထုတ်မပြခဲ့ဘူးဟုတ်တယ်နော်အဲ့ဒါပါလဲဆိုမင်းအောင်လိုင်းကသူ့ရဲ့စစ်တပ်ပေါ်မှာ သူ့ရဲ့စစ်စစ်ပလိရဲ့သူကထားတာဖြစ်တယ်။နော်နောက်တစ်ခုရန်သူရဲ့နေရဲ့နေရာတွေကိုစုံစမ်းပြီးတော့မြေပြင်မှာစစ်တိုက်ခြင်းမလုပ်ဘဲနဲ့လေရင်နဲ့ဒါအတင်းအဓမ္မ အပြက်သက်ခြေမုံးနေတာ ဖြစ်တယ်ဒါလည်းမင်းအောင်လိုင်းရဲ့မင်းအောင်လိုင်းရဲ့ပြောမှဆိုရင်ဒါစစ်ရေးပေါ့နော်အဲ့တော့မြေပြင်မှာလုံနေတဲ့ဒီစစ်ရေးမှာလဲစဉ်းစားကြည့်လေအဲ့ဒီဇောဝေဖြိုးဆိုတဲ့သထောင်စာကြီးဟိုတလဟိုတနေ့ကအင်တာဗျူးတက်လာတယ်မြေပြင်မှာရှိနေတဲ့စစ်တပ်ရဲ့အင်အားကတဲ့မလေးရှားနိုင်ငံတနိုင်ငံသားလောက်ရှိတယ်ဆိုပြီး तू ကအာရဝင်းတာပြောတယ်တကယ်လားဆိုအဲ့ဒါတွေကထုတ်ဖို့ထုတ်ဖို့ပြောစရာမလိုဘူးနော် အဲလေးလိုင်းနဲ့လေးလေးမကြီးခဲ့နဲ့တသက်လုံးကအဲ့ဒီဇောဝေဖြိုးဆိုတဲ့လူကြီးကလေးကြီးနေတာနော်အဲ့ဒီဟိုကအန်ယူဂျီကအဲ့ဒီမှာကာကွယ်ရေးဆိုတဲ့အယက်သမားဆိုတဲ့လူကြီးကလည်းလေးကြီးနေတာ စစ်ရေးမှလေးမကြည့်ရအောင်စစ်ရေးမှလှိလေဝက်ဝက်နဲ့လှုပ်ရတယ်ကိုလှုပ်ပြီးတဲ့အချိန်ကျမှဒိုင်းဆိုကိုလှုပ်ပြီးပြီးသွားပြီဆိုတာမျိုးသိရင်သိပါစေကိုဘာမှမလှုပ်သေးခင်မှာကိုရဲ့မြေပြင်မှာလှုပ်ရှားမှုတွေမြေပြင်မှာဒုံးတွေမြေပြင်မှာမြေအောက်ကျူးတွေမြေပြင်မှာတက်ဆင်တဲ့လက်နက်တွေမြေပြင်မှာလှုပ်ထားတဲ့ဒီမြေအောက်ဟာတွေကိုလိုင်းပေါ်ကိုလုံးဝမတင်သင့်ဘူးတချို့တွေကဘာလို့ကြွားချင်တာလဲကိုဆရာမမသိဘူးသူတို့ကတော့ကြွားချင်လို့တင်လိုက်တာ တကယ်ဒုက္ခရောက်တော့မြေပြင်မှာရှိနေတဲ့လူကတကယ်ဒုက္ခရောက်တယ်။အဲ့လိုမလုပ်အောင်ဒါစည်ရေးဖြစ်တယ်။စည်ရေးဆိုတာပြည့်ရဲ့ကျွေတွေ့ရတယ်နော်။ပြီးတော့ဒီမြေပြင်မှာရှိနေတဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နောက်တစ်ချိန်ကြားလို့ရှိရင်မြန်မာနိုင်ငံရဲ့တပ်မတော်ပြည်သူကာကွယ်ရေးတပ်မတော်ဆိုတဲ့အဖွဲ့အစည်းကာကွယ်ရေးဆိုတဲ့နေရာကိုရောက်ရှိလာမှာဖြစ်တယ်။နော်အခုဖြစ်နေတာကတော့ပြည်တွင်းစစ်နောက်တစ်ချိန်ကျရင်ဒီပြည်သူကာကွယ်ရေးတပ်မတော်တွေက ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့နေရာကိုရောက်လာပြီးတော့ပြည်သူလူထုမြန်မာနိုင်ငံကိုကာကွယ်ရတဲ့ပြည်သူကာကွယ်ရေးတပ်မတော်တရားဝင်ဖြစ်မှာအဲ့ဒီလိုဖြစ်မှာဆိုတော့ကြတော့နိုင်နောက်ထပ်နိုင်ငံအနေနဲ့ကိုယ်နိုင်ငံနဲ့စစ်မဖြစ်ဘူးလို့ပြောလို့မရဘူးအဲ့တော့ကိုကဒီမြေပြင်မှာရှိတဲ့ရဲဘော်တွေကစစ်ရေးနဲ့ပတ်သက်လာလို့ရှိရင်အများတန်းရန်သူကိုရန်သူကိုအများတန်းအထင်မသေးဖို့အများတန်းနိုးကြွားစွာတင်ထားရမယ် နော်နောက်တစ်ခုကိုယ့်ရဲ့မြေပြင်မှာရှိတဲ့လက်နဲ့အင်အားကိုယ့်ရဲ့မြေပြင်မှာရှိနေတဲ့အချက်အလက်တွေကိုလုံးဝမီဒီယာပေါ်လုံးဝတင်တင်တာမျိုးလုံးဝလက်မခံသင့်ဘူးလုံးဝထုတ်ဖော်ပြီးမပြောသင့်ဘူးနောက်နံပါတ်3ချက်ကကိုယ့်ရဲ့အင်အားဘလောက်ရှိတယ်ဆိုတာကိုမီဒီယာပေါ်မှာမပြောသင့်ဘူးနော် အခုလောလောဆယ်မြေပြင်မှာမြေပြင်မှာဒုံးနေလုတ်တယ်ဆိုရင်လည်းလိုင်းမော်ရောက်တယ်။မြေပြင်မှာဝတ်ကျွင်းနေဆိုရင်လည်းဒေါင်းဒိုင်းမော်လိုင်းမော်ရောက်တယ်။မြေပြင်မှာလုတ်နေတဲ့ဒီလက်နဲ့ဖောက်ခွဲမှုတွေဆိုလည်းလိုင်းမော်မှာရောက်တယ်။အခုပို့ဆိုတာအဲ့မှာမြေပြင်မှာလုတ်ထားတဲ့ဒီမြေအောက်ကျွင်းနေကိုလိုင်းမော်မှာတင်တာ။ဒါကြတော့ရန်သူကိုသွားပြီးတော့ကြတော့သူတို့တင်တာတော့ရန်သူကိုကြောက်အောင်လို့ဆိုပြီးတင်လိုက်တာ။ရန်သူကမကြောက်တဲ့ပြင်ဘာဖြစ်သွားလဲဆိုရန်သူကိုသွားပြီးတော့ဒီအချက်လက်တွေရှိတယ်ဆိုတော့ရန်သူကိုသွားပြီးမစိတ်ပေးတယ်လို့ဖြစ်တယ်။ နော်ဒါစီရေးမှာအင်မတန်အရေးကြီးတယ်ဆီအမစီရေးနားမလဲပါဘူးနော်ဒါဆီအမနားလဲတဲ့လောက်ဆီအမကိုမျှဝေပေးတာအဲ့ဒီမြေပြင်မှာလုံနေတဲ့တကယ်ခေါင်းဆောင်နေတဲ့လူတွေကအဲ့လောက်ပဲအုံနောက်မရှိတော့ဘူးလားအဲ့လောက်ပဲအသိဉာဏ်မရှိတော့ဘူးလားမြေပြင်မှာဒုံးတွေရှိတယ်ဆိုတာက မြေပြင်မြေပြင်မှာဒုံးတွေရှိတယ်ဆိုတာကိုဘသူကလိုင်းပေါ်ကိုရိုက်ပြီးတော့တင်တာတော့အဲ့ဒီတင်တဲ့လူတွေကြောင့်မဲအဲ့ဒီဒုံးတွေရှိတယ်ဆိုတဲ့ဟာကိုဒီသရောင်းသားမင်းအောင်လည်းသိတာဖြစ်တယ် ်ဆီယာမအလောက်တခုလောက်တယ်ဆိုလို့ရှိရင်စည်ရင်းမှာအင်မတန်ပြည့်ရဲ့ကြေးရတယ်အင်မတန်လှိလိဝဲ့ဝဲ့လောက်ရတယ်ဟောင်းပါဟောင်းပါလုံးလို့မရဘူးကိုချလိုက်တဲ့ချိန်ကျမှသိပါစေအခုကအဲ့ဒီလိုမဟုတ်မြေပြင်မှာမချရသေးဘူးလိုင်းပေါ်မှာမီဒီယာပေါ်မှာပြန့်နေပြီမီဒီယာပေါ်ပြန့်နေပြီအဲ့ဒါဘာလဲဆိုတော့မြေပြင်ကိုရောက်နေတဲ့လူကြီးဆိုတဲ့လူတွေရဲ့အောက်တန်းစားလူတွေရဲ့အသိဉာဏ်မရှိမှုကြွားဝါခြင်းနဲ့စိတ်ကြောက်ဖြစ်နေတာဖြစ်တယ်နော် တော်လန်ရေးလုံနေတာဖြစ်တယ်အသက်တွေရင်းပြီးလှုပ်ရတာဘဝတွေရင်းပြီးလှုပ်ရတာဖြစ်တဲ့အတွက်ကြွားဝါခြင်းစိတ်ဆိုတဲ့စိတ်ကိုလုံးဝဖျောက်ထားပါဆ ਿਆ မလူတမျိုးဆ ਿਆ မငငယ်တော့ကအကျင့်တစ်ခုရှိတယ်ဆ ਿਆ မလှုပ်ချင်တဲ့အရာတစ်ခုကိုဆ ਿਆ မဘယ်သူမှအသိမပေးဘူးဆ ਿਆ မမလှုပ်ခင်မှတေချာစဉ်းစားတယ်လှုပ်ပြီဆိုလို့ရှိရင်လည်းအဲ့ဒါကိုအောင်မြင်အောင်လုပ်တယ်အောင်မြင်ပြီဆိုမှလူသိခံတယ်မအောင်မြင်မချင်းဆ ਿਆ မလူပေးမသိဘူးအဲ့ဒါဆ ਿਆ မရဲ့စိတ်တက်ပဲနော်လူဆိုတာအဖြတ်ဝင်တယ် နော်တကယ်တကယ်အဲ့ဒါဆီယမကလည်းဘာလို့ကိုနဲ့မဆိုင်ဘူးပြောရလို့မပြောနဲ့မြေပြင်မှာတကယ်အလုံးလုံးနေတဲ့အသက်ပေးနေရတဲ့ကလေးတွေရဲ့အသက်ကဈေးမပုံတကယ်မြေအသက်ပေးရတော့အဲ့ဒီမြေပြင်ကကလေးတွေပဲတက်ပေးရတာခမရတို့ကလိုင်းပေါ်မှာပဲအာချောင်းတာအဲ့တော့မြကြခင်းနဲ့မဆိုင်ဘူးမြကြခင်းနဲ့ဆိုင်တယ်မြန်မာနိုင်ငံသားအားလုံးနဲ့သက်ဆိုင်တဲ့အရာမြတ်ကြခင်နဲ့ဆိုင်တယ်။အဲ့ဒါတွေကမြေပြင်မှာလည်းအသက်ပေးအဲ့လိုခမရတို့ line ပေါ်မှာအာအာချောင်းပြီးတော့ပောက်တက်ကြရတယ်တင်တော့မြေပြင်ကရဲဘော်တွေတန်မိုးရှိတဲ့ရဲဘော်တွေလည်းအသက်ပေးရသလိုဟုတ်လား။ ။နောက်တော်လန်ရေးအတွက်လည်းတော်လန်ရေးအတွက်လည်းနှောင့်နှေးတယ်။တော်လန်ရေးအတွက်လည်းနှောင့်နှေးတယ်။ဟုတ်လား။မြေပြင်ကသတင်းတွေမှန်သမျှမြေပြင်မှာလှုပ်ရှားမှု မရှိဘဲနဲ့မရှိသေးဘဲနဲ့လိုင်းပေါ်ကိုရောက်တာအင်မတန်ကိုစိုးရတယ်။အဲ့ဒါအင်မတန်အရေးကြီးတယ်။ဒါ ው ဒီလူကြီးဆိုတဲ့အကောင်တွေကမသိဘူးကြက်မပြေကြက်မပြေတာလားမူးမပြေတာလားကိုမသိတာ။ဘာကိုကြွားချင်တာတော့မကြွားနဲ့။ခမရတို့အရေးချင်းဘလောက်ပဲလှုပ်ပြပြ ဘသူတွေလိုင်းပေါ်မှာအရေးချင်းဆိုတာတွေပြပြအချိန်တန်ကြရင်သမိုင်းဆိုတာလူတိုင်းလူတိုင်းမှာသူ့ရဲ့သမိုင်းရှိတယ်ကိုသမိုင်းကိုကိုရေးရတာကိုရေးထားတဲ့သမိုင်းကခမရတို့အပေါ်ရန်ရွှေမုံကျဲတွေကြိုက်သလောက်ကျဲအပေါ်ရန်မှာခမရတို့ဘလောက်ပဲဟန်ဆောင်ကောက်ကောက်မင်းသားမျက်နှာဖုံးစောင့်ထားတာခမရတို့လှုပ်ရက်တဲ့လှုပ်တဲ့လှုပ်ရက်နဲ့သမိုင်းကခမရတို့ရဲ့နောက်မှာအမြဲတမ်းလိုက်နေမှာ အချိန်တန်ညအဲ့ဒီတမန်ကခမကောင်းခဲ့ရင်ကောင်းတဲ့အတိုင်းပုံမှာခမကလင်ငကြီးလုတ်ခဲ့ရင်ကလင်ငကြီးလုတ်တဲ့အတိုင်းလုတ်လုတ်ခဲ့တဲ့အတိုင်းပုံမှာခမခိုးခဲ့လို့ရှိရင် ခမခိုးခဲ့တဲ့အတိုင်းပုံမှာနော်တအားခိုးခဲ့ပြီးတော့မှမြေပြင်ကိုရုတ်တရက်ရောက်သွားတော့မှအာငါသားလေးလုံနေရဲဆိုကြွားကျင်တဲ့စိတ်နဲ့မတင်နဲ့မြေပြင်ကကလေးတွေဒုက္ခရောက်တယ်ဒီမြေအောက်လိုင်းတွေပေါ်ဖို့ဆိုတာလွတ်အင်မတန်ခဲရင်းနေလောက်ရတဲ့လောက်မှလည်းအရန်ပင်မန်းနဲ့ဒီကြောက်တွေကိုဖောက်ထွင်းရတယ်ဆိုတော့ဟာအင်မတန်ခဲရင်းနေလူဆိုတာ ကိုမဟုတ်လို့ရှိရင်ကိုချင်းမစားဘူးဆိုအဲ့ဒါကိုပြောတာအဲ့ဒီတော့ကျမဆဲတယ်အဲ့ဒီဇော်ဝေဖြိုးဆိုတဲ့အကောင်ကိုတရောင်းစားကြီးလို့ဆဲတာမနေ့တုန်းကမနေ့တုန်းကကျမဆဲပြီးတော့တင်းတယ်အဲ့တော့ကျမကိုလာဆဲခြင်းတဲ့လူတွေလည်းပြန်ဆဲကျမလည်းပြန်ဆဲမှဖြစ်တယ်နော်ကျမလည်းပြန်ဆဲမှဖြစ်တယ်ကျမပြောနေတာအရေးကြီးတဲ့တော်လန်ရေးအတွက်အရေးကြီးတဲ့ဟာခင်ဗျားတို့ဘာဖြစ်လို့ live မှာမအားချောင်း live မှာခင်ဗျားတို့တင်လိုက်တာဘာ follow လို့ခြင်းလားအသေးလို့ခြင်းလား အဲ့ဒီလိုင်းပေါ်မှာဟာငါတို့ဘာလုပ်နေပါပြီဆိုစောက်ကြီးစောက်ကျက်တင်လိုက်တဲ့ဟာမြေပြင်မှာတော်လန်ရေးအောင်သွားလားမြေပြင်အတွက်ဘာတွေအနှောက်အယှက်ဖြစ်သွားလဲကိုတခုခုလုံတော့မယ်ဆိုကိုကအကြီးပိုင်းမှာတာဝန်ယူထားတယ်ဆိုငါဒါလုံမယ်ဆိုအုံနောက်ကစဉ်းစားရတယ်ဒါလုံရင်ဘာဖြစ်တတ်တော့ဘာဖြစ်တတ်ရင်ဘာဖြစ်မယ်ဘာဖြစ်ရင်ဘာဆိုတာစဉ်းစားမင်းအောင်လိုင်းတထောင်စားက အခုရွေးကောက်ပွဲလှုပ်ဖို့ဟာကိုသူကအရင်သိန်းကစည်းခံထားတဲ့နယ်မြေတို့ရဖို့ဒီစတောင်းစားစူးစမ်းနေတာစူးစမ်းနေတာဖြစ်တဲ့အတွက်ဒီမြေပြင်တချို့မှာလည်းဒလန်တွေရှိတယ်တကယ်ဒလန်တွေရှိတယ်အဲ့ဒီဒလန်တွေကိုသူတို့ကအရေးအရေးတကြီးကလှုပ်ရှားနေတယ်မြေပြင်ဖွဲ့တွေရဲ့တည်နေရဘယ်နေရာလဲသိပြီဆိုတာနဲ့အပေါ်ကလေရင်နဲ့ဘုံကျဲမှာခင်ဗျားတို့အဲ့ဒါသိလား ခင်ဗျားတို့ကပြောလိုက်ရင်တော့ဗျာကျုပ်ကိုပြောမှလေကျုပ်ကကျုပ်ကတောသူဆိုတော့တောသူလိုပဲပြောမှာပဲနော်ကျုပ်တို့ကအညာသူညာသားတွေဟန်မဆောင်တော့ဘူးခင်ဗျားတို့လိုကိုယ်ရင်းညီဝေပြီးရှုဖနာကြီးဝေပြီးစကားပြောလို့ရှိရင်စတိုင်နဲ့မလိုင်နဲ့ဟလားဒီလိုဒီလိုစတိုင်နဲ့မလိုင်နဲ့ဟလားလူချင်းမင်းများမိဘပြည်သူများခင်ဗျားအခုဟာနိုင်ငံရေးကဘယ်လိုသွားနေတယ်အဲစစ်ကောင်စီကစက္ကစအဲအဲ့လိုမလာဘူးကျမလေတဲ့အဲ့လိုမချိုးနေဘူး ကျွန်မဒီချိန်မှာမင်းအောင်လန်ဘလူးကကနေတာဖြစ်တဲ့အတွက်ကျွန်မတို့ကဘလူးကကမှာဖြစ်တယ်နော်ကျမတို့ဒီချိန်မှာတရားထိုင်နေလို့မရဘူးကျမတို့အမဆရာလုံနေပြီးတော့တရားမထိုင်နိုင်လို့ဒီလိုဆဲဆူနေရတာခင်ဗျားတို့စဉ်းစားကြည့်ဗျာခင်ဗျားတို့လိုဇဝဲဝိုင်းမှာထိုင်ပြီးတော့အတန်လေးညောင်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 းမရင်ငယ်တုံးညက်တဲ့အတိုင်းဟုတ်လားလင်ငယ်တုံးညက်တဲ့အတိုင်းနဲ့တော့ကျမမပြောနိုင်ဘူးကျမခင်ဗျားတို့လိုစကားမချိုးနိုင်ဘူးရှင်းလား ခမရကကြုတ်ကြရင်တော့ပြောမှာအာလိုင်းပေါ်မှာရှောက်ပြီးတော့အာလူကြည့်များလို့ရှောက်ကြုတ်ကြည့်ကြုတ်ကိုကြုတ်ကောက်မှာကြည့်တဲ့လူကဒေါ်လာရေးစိတ်ဝင်စားတဲ့လူတွေပဲကြည့်တာမြန်မာနိုင်ငံရေးစိတ်ဝင်စားတဲ့လူပဲကြည့်တာအပလာတွေမကြည့်ဘူးအပလာတွေကကြုတ်ပြောတာမကြိုက်ဘူးရှင်းလားလူကြည့်များကြရမလို့ ကျတို့ကယင်ထဲကလာတဲ့စကားကြီးပြောတာခမရတို့ကြောင့်တေးတေးတဲ့တေးပြီးရတာမတန်ဘူးမြေပြင်ကိုလေရင်နဲ့ဘုံကျဲတာဟိုသထောင်စားကတိပြီဆိုတာနည်းနည်းလေးကြံတာမပြောနဲ့အဲ့ဒီသထောင်စားကဘလောက်ထိတော့လှုပ်ချင်လဲဆိုတော့ခမရတီနေရာရှိတဲ့နေရာကိုအရိပ်ရောင်လေးရှိတာနဲ့မှန်းပြီလေရင်နဲ့ဘုံကျဲမှာပတ်ပတ်လဲကိုကျဲမှာတိရခမရအဲ့ဒါပပလဲကိုကျဲမှာအိုက်ကောင်ကနည်းနည်းလေးအရိပ်ရောင်လေးတွေ့တာနဲ့အဲ့ဒီအရိပ်ရောင်ရဲ့ပပလဲကိုကျဲမှာအဲ့တရောင်းစားအဲ့ဒီလိုယုံမှာမင်းအောင်နိုင်ကစစ်ဘလူး စစ်ပလူလို့ပြောတာကိုစိတ်မဆိုးနဲ့ခင်ဗျားတို့ကတချို့ကကြဘာဒီစကားပြောတာရိုင်းလိုက်တာဆရာမဖြစ်ပြီးတယ်ကျမရိုင်းတယ်ဆိုတာကကျမရိုင်းတယ်ယဉ်ကျေးတယ်ဆိုတာကျမမြန်မာနိုင်ငံမှာကျမနိုင်ငံမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာတွေနဲ့သက်ဆိုင်နေဗျတိလာကျမတို့ဒီလိုမပြောလို့မရတော့မင်းအောင်လိုက်တက်လာတော့ငိုင်းသေးလိုက်တဲ့လူကတောက်တောက်လဲသေးတာဒါစစ်ပလူမဟုတ်ဘူးလားအဲ့ဒါလူသားစားနေတာလေလူသားစားနေတာမင်းအောင်လိုက်ရ အဲ့ဒါကိုမင်းအောင်လာအောင်သွားပြီးရှော့မတွင်နဲ့ဘယ်တော့မှရန်သူကိုကိုရဲဘော်တို့တင်မဲ့ဆိုရန်သူကိုရှော့မတွက်တတ်ဖို့တင်ထားအမြဲတမ်းလှိလိဝက်ဝက်နေတတ်ဖို့တင်ထားကိုလောက်တော့မှအလောက်တစ်ခုကိုလှုပ်ပြီးတော့မှလူသိပါစေမလှုပ်ခင်မှလူမသိစေနဲ့အဲ့ဒီလိုကလေးတွေကတတ်တယ်အခုကလေးတွေကအယံတနာကိုကောင်းတယ်ကလေးတွေကနားလေတယ်ခမရတို့အဲ့မှာလူကြီးဆိုတဲ့လူတွေကမူးမပြေကြက်မပြေဖြစ်နေတာခမရတို့ကနားမလဲနေတယ် ခင်ဗျားတို့ဘယ်တော့ကြနေလဲဒါကလည်းရဲယူနီဖောင်းနေနဲ့ဟိုကလေးတွေကိုအလေးပြုခိုင်းဟိုလိုင်းမော်တွေတင်ဘာဘာလို့တော့ခင်ဗျားတို့အဲ့လေအလေးပြုတဲ့ပုံနေနဲ့အယူနီဖောင်းနေနဲ့တန်းစီပြီးလိုင်းမော်တင်လိုက်တာအဲ့တပ်ပုံလေးတပုံတင်လိုက်တာခင်ဗျားတို့ဘာရလဲမြေပြင်မှာတော်လိုင်းရေးအောင်သွားလားမအောင်ဘူးခင်ဗျားတို့ရှောက်ပြီးရောမြေပြင်မှာလေးမှတ်ထားကိုကရန်သူနဲ့ဒီ ပြည်တွင်းရေးအခုကပြည်တွင်းရေးတော့ခမရောနောက်ပြည်ပရေးမလာဘူးလို့မပြောနိုင်ဘူးခမရောကဒီတော်လန်ရေးပြည်သူတော်လန်ရေးတက်ဖွဲ့ဝင်တွေကိုဘလို့တန်ဖိုးထားတာလဲနောက်တစ်ချိန်ကြရင်ရောကာကွယ်ရေးဦးစီးချုပ်နေရာမှာမြန်မာတက်မတော်ဆိုတဲ့နေရာမှာဒီကလေးကိုထားဖို့အစီအစဉ်မရှိဘူးလားခမရောနေရာရဖို့ခမရောအာဏာယူဖို့ခမရောအုပ်ချုပ်ဖို့ပဲဒီကလေးကိုတုံးချင်တာလား တန်ဖိုးထားပြီပါတန်ဖိုးထားတယ်ဆိုအဲ့ဒီလိုသုံးရတယ်အဲ့လိုဖြစ်အောင်အဲ့လိုနောက်တစ်ချိန်ကျရင်လည်းဒီမြန်မာနိုင်ငံကြီးကိုအုပ်ချုပ်တဲ့တက်မတော်ကာကွယ်ရေးနေရာမှာဒီကလေးတွေနေရာရပါစေအဲ့ဒါမှလည်းကျမတို့မြန်မာနိုင်ငံကလုံခြုံမှုရှိမှာအဲ့ဒါအဲ့ဒါမျိုးဖြစ်နေရမှာကလေးတွေကညီတယ်ခမရတို့ကမညီတာခမရတို့ပဲစောက်တလွဲတွေလုံနေတာခမရတို့ပဲလိုင်းပေါ်မှာကြွားစိန်တွေလုံနေတာနော်ကြွားစိန်ဆိုတာနေရာတိုင်းကြွားလို့မရအောင်ကျွန်တော်ကျမကျမကိုကြည့် ကျမအခုဇာတာဟောတယ်မြန်မာနိုင်ငံဇာတာဟောတယ်မင်းအွန်လိုင်းဇာတာဟောတယ်မြေပြင်ဇာတာဟောတယ်ကျမဟောလိုက်တဲ့ဟာကိုအစအဆုံးကြည့်အစနေမှာအဆုံးထိကြည့်မြေပြင်နဲ့ပတ်သက်တဲ့အချက်လက်တွေဘယ်တော့မှ line ပေါ်မှာရောက်သွားဘူးလဲကျမမသိကျမမသိတဲ့ဟာရေမရှိကျမသိနေရပဲကျမမြင်နေရတာပဲကျမပြောချင်ပြောလို့ရတယ်ကျမမပြောဘူးတရောင်းစားမင်းအွန်လိုင်းနဲ့အချက်လက်တွေပဲခမရတို့ပြည်သူလူထုသိရတာလေအဲ့ဒီလိုလုပ်လေအဲ့ဒါကြောင့်မဟိုဘက်ကလူတွေအောင်ကျမကိုတစ်ဖက်ပိတ်ညီပိတ်မညီပိတ်မတယ်အဲတစ်ဖက်ပိတ်ဆီယာမဆိုကျမကိုပြောနေတာ မြေပြင်နဲ့ပတ်သက်တဲ့ဟာကိုမြေကျမမြင်နိုင်တယ်လေကျမသိနိုင်တယ်လေကျမပြောရင်ရတာပဲခင်ဗျားတို့လိုလားလိုင်းပေါ်မှာကျမပြောလိုက်လို့ရှိလို့ရှိရင်ကျမကို follow ပေးမယ်လို့တဲပေးမယ်လို့အများကြီးကျမနံပါတ်ဒီထောင်ပို့ကြည့်အောင်ပါကျမပြောလိုက်မှာပေါ့ဒါပေမဲ့ခင်ဗျားလိုစိတ်တတ်မရှိဘူးကိုယ်နိုင်ငံကိုချစ်တဲ့စိတ်လူမျိုးပေါ်ကိုချစ်တဲ့စိတ်ကခင်ဗျားတို့လည်းတားတယ်ပြောပြောမပြောတာအဲ့ဒါနဲ့ပတ်သက်လိုက်ကျမဟာကိုမဟာတာဟာကိုမဟာတာလာမေးတဲ့လူရှိအောင်ကျမမပြောဘူး ခမရတို့ကတမင်ဟိုမမင်းအောင်လာကခမရတို့ကိုလိုက်ပြီးစုံစမ်းနေတာဘာတွေရှိတယ်ဆိုတော့မင်းအောင်လာကသိအောင်ခမရတမင်ကိုလိုင်းပေါ်တင်းနေတာအဲ့ဒီလိုပြောလို့ရှိရင်ကြောက်ကိုပြောအောင်ပါခမရတို့ကနော်အဆင်မရှိဘူးလေဘိုင်အဆင်ဆိုတာဘာလဲကျတို့ကခမရတို့လိုတော့ပြောမှဆိုရင်ပတ်စံလဲခမရတို့လိုပြည်သူလာစားစားပြီးတော့တထေးလိုလိုခွေးလိုလိုဟုတ်လားအဲအင်္ဂလိပ်လိုမှုတ်ပြီးတော့ကိုယ်ရင်းကြီးလိုမင်းကကျတို့ကကျုပ်ကျုပ်လိုလှစားကျုပ်လိုလှစားကျုပ်လိုစားတာဒါမဲ့ကျုပ်လိုနှလုံးသားခမရတဲ့ဖြူတယ် နော်ဘယ်နေရာမှာအမဲရောင်လည်းမရှိဘူးနီရောင်လည်းမရှိဘူးဖြူဖွေးနေရပဲကြီလွားနေရပဲရှင်းလားအဲ့ဒါတော့ခမရုပ်ထက်တာတယ်ပြီးတော့ခမရုပ်လိုအဲ့ပြည်သူကိုကျွေးတာစားပြီးပြည်သူကိုဟိုဟာဖြစ်မနေဘူးမလောက်ပါနဲ့ဗျအဲ့တော့ခမရုပ်ကိုအုတ်ထုတ်ရင်းနေရယူတာမယူတာ ਈ တော့ကျမမပြောဘူးဘာလို့ဆိုကျမအဲ့ဒါ ਈ လည်းစိတ်ဝင်စားအောင်ကျမစိတ်ဝင်စားတာတော်လန်ရေးအောင်ဖို့မြန်မာပြည်ငြိမ်းချမ်းဖို့ နော် မြန်မာပြည်ငြိမ်းချမ်းဖို့တော်လှန်ရေးအောင်ဖို့မြေပြင်မှာရှိတဲ့ကလေးတွေလည်းအသက်အန္တရာယ်ကင်းဖို့အဲ့ဒါကျွန်မစိတ်ဝင်စားတယ်အဲ့ဒီအတွက်ပဲကျွန်မပြောတာကျွန်မကိုကလေးတွေကချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေကျွန်မကိုဆဲဆဲမဆဲဆဲတည်တည်မတည်တည်ကျွန်မအကုန်ချစ်တယ်အကုန်လုံးအန္တရာယ်ကင်းစေခြင်းနဲ့ဒါကျွန်မရဲ့စေတနာပဲအဲ့ဒါကြောင့်မလို့ဆဲတာအဲ့ဒီဇောဝေဖြိုးကိုအဲ့ဒါကြောင့်မလို့ဆဲတာ မင်းအောင်လိုင်ကမှတ်ထားမင်းအောင်လိုင်ကမိမလို့မိမရစေမနာလိုစိတ်ရှိတယ်မနာလိုစိတ်ရှိတဲ့လူကအခုတောင်မှရက်ဆက်ရုံမာနေတာခမရတို့အဲ့လိုပြောလိုက်လို့ရှင်သူ့ရဲ့မနာလိုစိတ်ကိုသူကနှိုးနှိုးပေးတယ်လို့ပဲအဲ့ဒါတကယ်ဒုက္ခရောမေမြန်ကလေးပဲဒုက္ခရောက်တာဒလန်လေးခမရတို့ကဒလန်လုံးလေသူများဒလန်မျိုးနဲ့ခမရတို့ကဒလန် လိုင်းပေါ်မှာအဲ့ဒီမှာဒုံပုံစံတွေတင်တယ်ဟုတ်လားလိုင်းပေါ်မှာမြေပြင်မှာလုံနေတဲ့ဟာတွေတင်တယ်လိုင်းပေါ်မှာမြေပြင်မှာဘာတွေလုတ်ပြီးဆိုတင်တဲ့လူတွေကဒလန်ပဲအဲကြံတဲ့လူကိုဒလန်လုံမလို့ခင်ဗျားတို့ကိုယ်တိုင်ဒလန်လုံနေခင်ဗျားတို့ကိုယ်တိုင်စစ်တပ်ရဲ့ဒလန်ဒီချိန်နေဒီလိုဆိုတာလွယ်တဲ့အရာမဟုတ်ဘူးလေဗျလောက်ရတဲ့အလုပ်တွေကအရန်ခဲရင်းတာဗျ ကျွန်တော်တို့ကျမဆိုဟိုနာဒီနာထောင်လာကျမချွေးရပြန်နေဒီကြောက်ကြီးကိုထွင်းဖို့တို့ဓာကြီးကိုပြီးဖို့ဆိုတာဒီကလေးတွေမတရားကြိုးစားထားတာဟုတ်ပါဘူးအဲ့ဒါတွေ line မော်တင်တော့ခမရဘာရတာဖော်လို့ရတာအသေးရတာလားစဉ်းစားလို့စဉ်းစားလို့မရတာအဲ့ဒီပုတ္တူမအကြောင်းပြောမယ်အဲ့ပုတ္တူအကြောင်းလည်းပြောဦးမယ်အခုပဟိဒလုံးနေတဲ့ပုတ္ ပဟိရလုံနေတဲ့ပုတုကိုအဲ့ဒီကလေးနှစ်ယောက်ဖေရတရားဆွဲမယ်ဆိုရင်အင်နာဗျူးတွေတက်လာတယ်နော်အဲ့ဒီကလေးနှစ်ယောက်ရဲ့အဖေရဲ့ရုပ်ကိုအဲ့ဒီအခု line ပေါ်မှာတည်ရတော့ဘယ်သူလဲလို့မမင်းနဲ့အခုပုတုမောက်တဲ့ပုတုကိုတရားဆွဲမယ်ဆိုပုတုဆိုတာဟိုဘောမှာပုတုကိုပုတုမောက်ကိုပြောတာမဟုတ်ဘူးဟိုပဟိရလုံနေတဲ့ဟိုပုတုဆိုတဲ့ကလေးလေးနော်မြန်မာနိုင်ငံသားတွေဆိုကုန်သိတယ်အဲ့ဒီကလေးလေးကိုအခုကလေးနှစ်ယောက်ဖေရတရားဆွဲမယ်ဆိုအင်နာဗျူးတွေတက်လာဆီအမရှိပို့တဲ့လူတွေအများကြီးပဲ အဲ့တော့အကလေးနှစ်ယောက်ဖေရဲ့ရုပ်လက္ခဏာကိုပြောလိုက်မယ်ကလေးငယ်ချင်းတခိုးလက်ကြောတယောက်လောက်ကင်မစားခြင်းမနဲ့ခို့ဖွဲ့စားနေရလို့လိမ်စားနေရလို့ပြီးတော့ဖဲသမားတိလားနော်အဲ့ဒီလိုလူမျိုးကိုကူညီလို့ရှင်လဲနောက်နောက်လဲဒီလိုပဲလှုပ်ရှားနေအောင်ပါပဲနော်အဲ့တော့ကလေးနှစ်ယောက်ရှိတာဖြစ်တဲ့အတွက်ဒီကလေးတွေကိုတော့ဘာမှမပြောချင်ဘူးမွေးစားမဲ့လူရှိတယ်ဆိုအဲ့ဒီကလေးကိုမွေးစားပြီးတော့အဲ့ဒီပုတုကိုတရားဆွဲမယ်လို့ပြောရတဲ့အကောင်ကိုစစ်မှုထမ်းနဲ့ထဲလိုက်စစ်မှုထမ်းနဲ့ထဲလိုက် ိုင်းပြည်တွက်လည်းအကျိုးမရှိဘူးသူ့မိသားစုအတွက်တောင်မှယောက်ျားတစ်ယောက်ဖြစ်နေပြီးတော့ဒေါင်းတင်းတင်းလောက်ကင်မကျွေးနိုင်မနဲ့ခြေကောင်းလက်ကောင်းဖြစ်ပါလေနဲ့လောက်ကင်မကျွေးနိုင်မနဲ့လူတကာကိုလိုက်အကူညီတောင်းပြီးတော့ဟိုလူရှိရလိန်စားဒီလူရှိရလိန်စားလူတိုင်းပေါ်လိုက်အကူညီတောင်းပြီးတော့ကိုယ့်ကိုကူညီတဲ့လူကိုတရားစွဲမယ်လို့ပြန်ချိန်ချောက်တာဒီလိုလူမျိုးကြတော့စစ်မှုထမ်းခေါ်လိုက်အဲစစ်မှုထမ်းပြည်သူတွေကိုဖမ်းမနေနဲ့နင်တို့မြန်မာနိုင်ငံမှာအဲ့ဒီလိုကောင်မျိုးတွေလူမျိုးเนาะတိုင်းပြည်အတွက်လည်းဘာမှအသုံးမပြ ကိုရဲ့မိသားစုတို့လည်းဘာမှစောက်သုံးမကြတဲ့ဂျလေးပီသရောင်းသားတွေရှိတယ်အဲ့လိုလူမျိုးတို့စစ်မှုထမ်းနဲ့ထဲလိုက်တဲ့ပြီးရင်ရှည်တန်းပို့လိုက်အဲ့ဗီဒီယိုကလေးတွေတုတ်သိမ့်လိမ့်မယ်နင်တို့နော်အဲ့ဒီလိုလူမျိုးတွေစစ်မှုထမ်းနဲ့ထဲလိုက်ဟုတ်လားအဲ့ဒါလူအဲ့လိုလူမျိုးတွေကြတော့မဖမ်းဘူးအဲ့ဒီတက်ခိုးဂျဘိုးဟုတ်လားအဲ့လိုအဲ့ဒီလိုတက်ခိုးဂျဘိုးကလင်ငစ်တွေကြတယ်နင်တို့ကမဖမ်းဘူးလှုပ်ထားတာအဲ့စစ်မှုထမ်းဖမ်းတဲ့သရောင်းသားတို့တဲ့ပြောတာ ဟိုပြီးမေးမေးရင်ဝင်ထဲမှာနေတဲ့ကလေးတွေဟိုအလုံးအလုံးလုံးနေတဲ့လူတွေလမ်းသွားလို့ရှင်ဆွဲခွာနဲ့ပေါ်တာဆွဲရတာနဲ့အဲ့ဒီလိုသရောင်းစားဂျလေဘီတွေမြန်မာနိုင်ငံမှာအများကြီးဖန်ဆန်းမှာလူတကာကိုလိုက်ပြီးတော့ဒီကလေးတွေဖမ်းပြပြီးလိန်ညာစားနေတဲ့အကောင်ကဘာဖြစ်လို့ပုတူကိုတရားဆွဲမဲ့ချိန်ချအောင်ဘာစောက်စင်တော့အဲ့ဒီလိုအကောင်မျိုးစစ်မှုထမ်းခိုင်းလိုက်အဲ့တော့မျိုးသမီးချင်းကိုချင်းမဆောက်လို့လာမမင်းနဲ့မေးတဲ့လူပါဆဲရဲမှာဖြစ်တယ်။နော်။အဲ့လိုအဲ့လိုဟာကြီးကြတော့စစ်မှုထမ်းနဲ့ထည့်လိုက် ဘာကလေးကိုရောင်းစားအောင်ကိုမွေးထားတဲ့ကလေးကိုနော်ဟုတ်တယ်ဟိုတနေ့ကဆန္နာမင်းဆိုဆန္နာမင်းနဲ့သတင်းသတင်းပြောတဲ့ဟာဆီယမကြော်ဆိုးဦးကြော်ဆိုးဦးလို့ပြောနေတာကြော်မျိုးမင်းနဲ့နော်ဆီယမအဲ့ဒီသတောင်းစားဆီယမအဲ့ဒါတော့နားလည်ပြီးဆီယမဘောမာရီရဲ့နာမည်တွေတော့ဆီယမအတိအကျမသိဘူးမှတ်မထားဘူးဆီယမဘာလို့မှတ်မထားလဲဆိုဒီသတောင်းစားတို့မှတ်ဆရာဘာအကြောင်းမှမရှိဘူးအဲ့တော့ကြော်မျိုးမင်းနဲ့ကြော်ဆိုးဦးနဲ့လွဲနေအဲ့ဒါကိုနားလည်ပြီးနော် ဆီယမမှတ်မထားဘူးလေမှတ်မထားဘူးဆိုတာဆီယမရှင်းရှင်းပြောတာအမိုက်တွေကိုဆီယမအုံနောက်ထဲမထည့်ဘူးဆီယမအမိုက်တွေအုံနောက်ထဲမထည့်ဘူးနော်ပြောချင်လို့သူတို့ကိုပြောချင်လို့တော့မှအဲ့သူတို့နာမည်လေးတွေမှတ်မိဖို့မနေမှတ်တာမှတ်မထားဘူးဘာလို့ဆိုအုံသူတို့ကအမိုက်တွေလေနော် အမိုက်တွေအုံနောက်ထဲမထည့်ဘူးအဲ့ဒီပုဒ်ကိုတရားဆွဲမှဆိုတော့ကလေးဖေအဲ့ဒီမှာနင်စစ်မှုထမ်းခံရပါတယ်ငါလည်းပြောမှအဲ့မှာစစ်မှုထမ်းဖမ်းနေတဲ့အကောင့်လေးအဲ့လိုအဲ့လိုအဲ့ဒီလိုအကောင့်ကိုခေါ်ပြီးစစ်မှုထမ်းနဲ့ထည့်လိုက် ပဟိုက်ဒလောက်တယ်ဆိုတာခိုင်နှင်းဝင်မပါဘူးနော်မြန်မာနိုင်ငံမှာပဟိုက်ဒလောက်တဲ့ထက်မှငါအထင်ကြီးတယ်မှာခိုင်နှင်းဝင်မပါဘူးခိုင်နှင်းဝင်ဆိုတာကလငယ်ချင်းမှနော်ပဟိုက်ဒလောက်နေတဲ့လူတွေအကုန်လုံးတိတိမတိတိအကုန်လေးစားတယ်မြန်မာနိုင်ငံမှာဒီလောက်နိုင်ငံမှာမငိမ့်ချမ်းမအေးချမ်းနေတာဒီလိုပဟိုက်ဒလောက်တဲ့လူတွေရှိနေလို့နော်တချို့ပြည်သူကတော့ပြည်သူပြန်လှူလို့ရတာနောက်ပုတုဆိုတဲ့ကလေးလေးကသူ့မှာကိုပိုင်ကားမရှိဘူးတခုခုဖြစ်တော့မယ်ဆိုရင် तू က तू ကလိုင်းကားနဲ့သွားရတာ ။နော်ပြီးတော့သူ့ကိုချိုးတော့မပါဘူး तू ကလုံနေတာ။အဲ့ဒါဒီကလေးလေးကိုတရားစွဲမယ်ဆိုတော့စဉ်းစားကြည့်လေကို့ကိုလှူဘူးတယ်ကို့ကိုကူညီဘူးတဲ့ဂျေဆုရှင်တရားကိုတရားစွဲမယ်ဆိုတော့အဲ့ဒီကလေးနှစ်ယောက်ဖေကဘာကောင်းတော့အဲ့ပြောအဲ့ကပုတ္တူကိုတရားမစွဲနဲ့ငါ့ကိုတရားစွဲမယ်လားပြောလို့ပြောပါးရီကြီးကလှိမ့်ချပြင်မယ်ဂျပန်ရိုင်းနှီးရိုက်ပြင်မယ်ဂျပန်ရိုင်းနှီးရိုက်ပြင်မယ် တရားဥစားတွေမြန်မာနိုင်ငံမှာအဲ့ဒီလိုအောက်တန်းဆိုနောက်ကြလို့ရှိရင်မြန်မာနိုင်ငံမှာလေမြန်မာနိုင်ငံမှာစံစီစားအပြိပလှူတဲ့လူတွေမြန်မာပြည်ကိုပြိပမှာလှူမယ်ဆိုလို့ရှိရင်စံစီစားတဲ့အဲ့ဒီကိုနှုံးဆိုတဲ့ဟာတွေအဲ့ဒီအဖော်တို့ကိုနှုံးတို့ပါထည့်ပြီးလှူပေးရမယ်လှူပေးရမလို့ဖြစ်နေပြီနော်ဘာဖြစ်လို့လဲဆိုတော့အားရင်ရတိုင်းကလေးတွေမွေးပြီးလို့ရှိရင်ဟိုနေရာပို့ဒီနေရာပို့ကိုသားသမီးကိုကိုမချင်မမွေးနဲ့လေ ကိုချစ်လို့ကိုလိုချင်လို့မွေးထားဆိုကိုတာဝန်ယူရမှာကိုကကြိုးကန်နေတယ်ဆိုရင်ထားတော့လက်အကောင်းချီကောင်းကြီးဖြစ်နေတယ်လောက်ကင်တွေးပေါ့နော်အိုက်တာနနို့အိုက်မဲလောက်ကင်မတွေးနိုင်ရင်မမွေးနဲ့ကလေးတွေကိုလည်းဒုက္ခမပေးနဲ့လူလောကတည်းခေါ်ပြီးတော့နော်နောက်ကြရင်ပဟိတာသမားတွေကနောက်ကြရင်နနို့ကိုကိုနှုံးနေလူတော့မှာနော်မြန်မာပြည်မှာအဲ့ဒီလိုအောက်တန်းစားတွေကတီးတန့်ဟုတ်ရှိတယ်နော် ငါလည်းမပြောချင်ဘူးနေရာတကာပါတာမဟုတ်မြန်မာနိုင်ငံမှာအဲ့ဒီလိုဖြစ်နေဗယုတ်ဒုက္ခအခုတော်လန်ရေးကပြောမပြောရင်လည်းဟိုကဘာမှာစစ်ဖြစ်နေတဲ့ကိစ္စသူတို့ကိစ္စလေးအဲ့ဒါကိုနဲ့ပါဆိုင်တော့ဘယ်နိုင်ငံမှာစစ်ဖြစ်ဖြစ်ဖြစ်မြန်မာနိုင်ငံနဲ့မဆိုင်ဘူးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာဟုတ်စိတ်ဝင်စားကိုယ့်နိုင်ငံမငြိမ်းချမ်းမနဲ့ဘယ်နိုင်ငံမှာစိတ်ဝင်စားနဲ့သူများနိုင်ငံကဥပဒေရှိတယ်ဒီမိုကရေစီရှိတယ် သူတို့နိုင်ငံမှာစစ်ဖြစ်တယ်ဆိုလဲခဏပဲတို့မြန်မာနိုင်ငံမှာသရောင်းစာကြီးအုပ်ချုပ်နေတာဥပဒေလည်းမရှိဘူးဒီမိုကရေစီလည်းမရှိဘူးတုံ့ကျင်တယ်လို့တုံ့မောက်ကျင်တယ်လို့မောက်ပြီးအုပ်ချုပ်နေတာမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံကြီးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံကြီးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံငြိမ်းချမ်းပြီးအေးချမ်းပြီးဆိုမှသူများနိုင်ငံအကြောင်းကိုစိတ်ဝင်စားဘလို့ဟာလေးလည်းမသိတာတလွဲစပင်က တင်လိုက်တာလိုင်းပေါ်မှာအပေါ်ဆွဲလဲသူသူများနိုင်ငံမှာစစ်ဖြစ်နေတာအောက်ဆွဲလဲဟိုသူများနိုင်ငံမှာစစ်ဖြစ်နေတာကိုယ်နိုင်ငံမှာစစ်ဖြစ်နေရကြမတည့်ရဘူးဖမ်းခံရမှာဆိုလို့